မင်္ဂလာပါကျွန်တော်တို့ဗီယက်နမ်နိုင်ငံကိုအလဲသွားတဲ့အခါသူတို့ပေးထားတဲ့ဗီဇာ free ရက်30ထပ်မကကိုကဗီယက်နမ်နိုင်ငံမှာနေဖို့ရှိလာတယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒီရက်60ဗီဇာကျွန်တော်တို့ကြိုပြီးတော့ချက်သွားလို့ရပါတယ်အဲ့ဒီတော့ဒီကျွန်တော်ပေးထားတဲ့ link ကိုဝင်လိုက်မယ်ဆိုရင်ဒီဗီဇာချက်ရမယ့်ဒီ website ဒီစာမျက်နှာကိုရောက်ရှိလာမှာဖြစ်ပါတယ် ီမှာကျွန်တော်ပထမဆုံးအကောင့်တွေပဲဖွင့်စရာမလိုပဲနဲ့ဓာတ်ရိုက်အရင်ဦးဆုံး6အောင်မှာဖြစ်ပါတယ်ဓာတ်ရိုက်ဝင်6လို့ရတယ်ပေါ့နော်အကောင့်ကပြီးွားမှ तू ကဒီ6နေနေမှဟိုကိုယ့်ရဲ့အီးမေးလ်နဲ့ तू ကအကောင့် तू ကဖွင့်ပေးမှာပေါ့နော်အဲ့ဒီသဘောမျိုးအဲ့ဒီတော့ကျွန်တော်တို့ဒီမှာ apply now နဲ့ကိုဝင်လိုက်ပါမယ် apply now နဲ့ဝင်ပြီးွားပြီဆိုရင်ကျွန်တော်တို့ဒီမှာသူတို့နိုင်ငံရဲ့စီကန်ချက်တွေပေါ့နော်အဲအဲ့ဒါတွေကိုကျွန်တော်တို့ဒီမှာဒီ confirm လုပ်တယ်ဆိုပြီးတော့ဒီမှာကျွန်တော်တို့ next သွားလိုက်ပါမယ် next သွားလိုက်ပြီဆိုရင်ဒီမှာစပြီးတော့ကိုယ့်ရဲ့ personal information တွေစပြီးတော့ဖြည့်လို့ရပါပြီအဲ့ဒီတော့ပထမဆုံးဓာတ်ပုံကို attach တွဲရမယ်ဓာတ်ပုံ attach တွဲဖို့အတွက်ကိုကဓာတ်ပုံရရမဲ့ပုံစံရှေ့မျက်နှာပြင်ကိုတည်ရှာကြည့်ရပါမို့ရှေ့မျက်နှာတည်ရှာတန်းတန်းကြည့်ရမယ်ကင်မရာကိုနောက်တစ်ခါဒီမှာအုတ်ထုတ် ဟိုမဆောင်တာဘူးမျက်မှန်တက်ထားလို့မရဘူးပေါ့နော်ဒါကပုံမှန်ဥပစာပေါ့နော်နောက်က background ကအဖြူ background ဖြစ်ရမယ်ပေါ့နော်ကျွန်တော်မလေးရှား visa လိုပဲပေါ့နော်ဓာတ်ပုံကအဲတာမန်ကိုယ့်ရဲ့ဒီတယ်လီဖုန်းနဲ့ပဲရိုက်တဲ့ပုံကိုပဲဒီမှာ attach လို့ရပါတယ် background ဖြူလေးနဲ့ပေါ့နော်အဲမျက်နှာရှင်းရှင်းလေးလေးနဲ့ကျွန်တော်တင်ခဲ့ခြင်းအတွက်ကိုကျွန်တော်ရှောက်ပေးတာအဆင်ပြေပါတယ် passport ကလည်းပထမဆုံး passport စာမျက်နှာကိုဓာတ်ပုံရိုက်ပြီးတော့ဒီမှာ attach တွဲလိုက်ပါအဲဒါဆိုရင်ကျွန်တော်ဓာတ်ပုံနဲ့ဒီ passport ကိုဒီမှာ attach တွဲမယ် ီးွားပြီဆိုရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့အချက်လက်တွေစပြီးဖြည့်ရမယ်ဒီမှာကကျွန်တော်တို့ဒီမှာကျွန်တော်တို့က last name မရှိပါဘူးအဲ့ဒီတော့ကျွန်တော်တို့ဒီနေရာမှာ last name ကိုမထည့်ပါနဲ့မထည့်ဘဲနဲ့ကျွန်တော်ဒီမှာဒီဒီ cabin name ပေါ့နော် middle name မှာပဲကျွန်တော်ရဲ့နာမည်ကိုအပြည့်စုံကျွန်တော်ထည့်လိုက်ပါအဲကျွန်တော်ရဲ့နာမည်အပြည့်စုံကိုဒီမှာပဲထည့်လိုက်ပါပြီးရင်ကျွန်တော်ရဲ့ဒီမွေးသက်ကလေးပေါ့နော်အဲအဲ့ချက်လက်တွေစပြီးတော့ဖြည့်ရမယ်အဲ့ဒါတွေအကုန်လုံးဒီမှာတစ်ခုချင်းဖြည့်ရပြီးတော့ဒီမှာကျတော့ ဒီ nationality မှာကြာကြာမြန်မာပေါ့နော်အဲဒီစာလုံးကလူတွေကကြာတော့ဒီကျွန်တော်တို့ရဲ့ fin number ကိုဒီမှာ fin number ကိုဒီမှာထည့်လို့ရတယ်စာလုံးကသူတွေကကြာတော့အကဲမြန်မာနိုင်ငံကလူတွေကကြာတော့မြန်မာနိုင်ငံရဲ့မှတ်ပုံနေ number ကိုဒီမှာထည့်ရမယ်ပြီးတော့ကိုယ့်ရဲ့ email လိပ်စာပေါ့နော်ကိုယ့်ရဲ့ email လိပ်စာကိုထည့်မယ်ထည့်ပြီးွားပြီဆိုတော့ဒီနေရာလေးမှာကျွန်တော်ကအခုထည့်တဲ့ဒီ email လိပ်စာနဲ့ကျွန်တော်ရဲ့ဒီ BNN နိုင်ငံဒီ visa လျှောက်တဲ့နေရာမှာ account ဖွင့်မယ်ဆိုရင်ဒီနေရာလေးမှာ tick လေးပေးတာပေါ့နော်โอเคကိုကအဲ့ account ကိုဒီ email လေးစာနဲ့အဲဒီ account မဖွင့်ဘူးဆိုရင်တော့အဲ tick မပေးနဲ့ပေါ့နော်ကျွန်တော်က tick ပေးမှအဆင်ပြေမှာဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒီ visa လျှောက်ပြီးွားပြီဆိုရင်အဲ visa approve ဖြစ်လာအဲဘာတွေ low list ဆိုတဲ့ဟာကိုဒီ account ကနေပြန်ပြီးတော့တွက်ကြည့်မှတာရမှာပေါ့နော်အဲဒါကြောင့်ကျွန်တော်အနေနဲ့ဒီမှာ tick ပေးလိုက်ပါပေးွားပြီဆိုရင်ကျွန်တော်ဒီမှာ low တဲ့ asset တွေထိုက်ထပ်ပြေပါအဲနောက်တစ်ခါ ဒီလိုအပ်တဲ့အချက်လက်တွေဖြည့်မယ်နောက်တစ်ခါကျွန်တော်ဒီနေရာမှာ email လေးစာထည့်မယ်ဒါကတော့ကိုယ့်ရဲ့ဒီဟိုစာပေါ့နော်အဲကိုမွေးတဲ့နေရာပေါ့နော်ဒါကတော့ကိုယ့်ရဲ့လူမျိုးပေါ့နော်အဲဒါ religion ပေါ့နော်ကျွန်တော်ကဒီဗုဒ္ဓဘာသာလိုဘာလိုပေါ့နော်အဲအဲ့ဒါကျွန်တော်ဖြည့်မယ်အဲဖြည့်ပြီးွားပြီဆိုရင်ကျွန်တော်ဒီနေရာမှာကအဲ BNN ကိုအရင်တော့လာခဲ့ဘူးလားတခြား passport နဲ့ဝင်ခဲ့ဘူးလားဘာလိုပေါ့နော်အဲ့ဒါမျိုးကကျွန်တော်ဒီမှာတော့ no တွေပဲပေါ့နော်အဲကျွန်တော်ကမရှိတာဖြစ်တဲ့ no အနေနဲ့ပဲကျွန်တော်ဒီမှာထည့်လိုက်မယ်ထည့်ပြီးွားပြီဆိုရင်နောက်ထပ် ဒီနေရာမှာနည်းနည်းရှင်းပြเสียလေးရှိရ requested information နေရာမှာဒီနေရာမှာကအဲရှင်းပြချင်တာဗာလဲဆိုတော့ तू က BNN visa ကိုကျွန်တော်ရက်96မှာဆိုရင် तू ကအဲစပြီးဝင်ကလေးက ဒီ BNM မှာပဲဒီရက်60လုံးနေမှာလားဒါမှမဟုတ်အဲပြီးရင်ရက်60နေနေနဲ့အဲရက်20လောက်နေပြီးမှပြန်ထွက်မယ်ထွက်ပြီးတော့မှပြန်ဝင်မယ်အဲအဲ့လိုမျိုးလှုပ်ရှင်တာလားဆိုတဲ့ဟာတခါတည်းစဉ်းစားရမှာပေါ့နော်ကိုကတခါတည်းရောက်ပြီဆိုရင် BNM မှာပဲနေမှာရက်60လုံး BNM မှာပဲနေမယ်ဆိုရင်တော့ single entry ကိုကျွန်တော်တို့ tick ပေးထားမှာဖြစ်ပါတယ် single entry ကို tick ပေးထားပြီဆိုရင် visa fee ကကျွန်တော်တို့ကဒီ20 အဲ US 25ဒေါ်လာပဲကြာမှာဖြစ်ပါတယ်အကြိမ်ကွာအဲ့လိုမှပုံပဲနဲ့ BNM နေနေနဲ့အဲတခြားကိုလည်းသွားမယ်သွားပြီးထိုင်းသွားမယ်ပြီးတော့ကျွန်တော်ကမ်ဘောဒီးယားသွားမယ်အဲ့လိုမျိုးအစီအစဉ်ရှိတယ်ပေါ့နော်အဲပြီးတော့မှ BNM ကိုပြန်ဝင်မယ်အဲ့လိုမျိုးအဲအစီအစဉ်ဆွဲထားတယ်ဆိုရင်တော့ကျွန်တော်ဒီ multiple visa ကိုယူရမှာ multiple entry ကိုယူရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့သူ့ရဲ့ ဗီဇာခြေကဘယ်လောက်ပြီးရမလဲဆိုတော့ US 50ကျတင်มาဖြစ်ပါတယ်တကယ် US 50ကိုကတော့အဲ single ပဲနေမယ်ဆိုရင်တော့အဲပြင်ပြန်ထွက်ဖို့အစီအစဉ်မရှိတော့ဘူးဆိုရင်တော့ single ပဲဒီမှာရွှေ့လိုက်ပါရွှေ့ပြီးွားရင်တော့ကိုစပြီး ဝင်မဲနေပါတော့เนาะအဲကိုကဥမာကိုကဒီနောက်လာတရနေ့ရစပြီးတော့သွားမှာပါเนาะအဲဒီဇင်ဘာလတရနေ့ရစပြီးဝင်မယ်ဆိုရင်ဒီမှာဒီဇင်ဘာလတရနေ့စရေးပြီးရင်ရက်90ပါเนาะအဲအဲ့ရက်90တွက်ပြီးတော့အဲဒီနေရာမှာဖြည့်ပါเนาะအဲဒီနေရာမှာဖြည့်လိုက်တယ်ဆိုရပါတယ်ကိုကိုဖြည့်တဲ့ဟာမှားတယ်ဆိုရင်သူကအနီရောင်လေးဒီမှာပြနေပါလိမ့်မယ်အဲအဲ့ဒီတော့ကိုဖြည့်တဲ့ဟာရှေ့ကိုတရက်လောက်ကြိုဖြည့်လဲပြဿနာမရှိဘူးပေါ့เนาะအဲအဲ့ရက်90တွေ့ပြီးတော့ဒီမှာဒီနှစ်ခုမှာသူ့ရဲ့ပြက်ကလေးလေးနေမှာရွေးပေးလိုက်ရပါပြီ ပေးရင်ကျွန်တော်တို့ရဲ့ဒီမှာ passport passport ပေါ့နော်ကျွန်တော်ရဲ့ passport number ကိုဒီမှာဖြည့်မယ်အဲဒီနေရာလေးမှာကြတော့အဲဒါ passport number ကိုဖြည့်မယ်ဒီနေရာလေးမှာဘာဖြည့်ရမှာလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ passport ကအဲဘေးကနေပြီးတော့ဒီ authorize ထုတ်ပေးထားတဲ့ထုတ်ပေးထားရဲဆိုတဲ့ဟာလေးရကျွန်တော်ရဲ့ passport ရဲ့ပထမဆုံးဒီစာမျက်နှာလေးမှာပါတယ်ကျွန်တော်အဲ့ဒါလေးကိုတက်ပုံလေးပြပါမယ်အဲ့ဒါလေးရဲ့ဘယ်နှားလေးမှာလဲဆိုတော့ အဲဒီနေရာလေးမှာပါကျွန်တော်ရဲ့ passport မှာဒီမိုဟာရန်ကုန်ဆိုတဲ့ဟာလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကဒီမှာအဲဖြည့်ပေးရမှာ ဖြစ်ပါတယ် Okay အဲ့ဒါလေးကိုကျွန်တော်ဒီမှာဖြည့်ပေးမယ်ပြီးရင်ကျွန်တော်ရဲ့ passport တိုက်ပေါ့နော် passport တိုက်ရကျွန်တော်ကဒီမှာ official passport လို့ကျွန်တော်ယူပေးလိုက်ပါပြီးရင်ကိုယ့်ရဲ့ passport issue date ပြီးတော့ expiry date ပေါ့နော် ID တွေအကုန်လုံးကိုဒီမှာဖြည့်ရမှာဖြစ်တယ်ဒါတွေကတော့ကျွန်တော်တို့ကလွယ်လွယ်ကူကူလေးပဲပေါ့နော်အဲဖြည့်ရမယ်နောက်တစ်ခါ contact information မှာကျတော့ကျွန်တော်တို့လက်ရှိနေတဲ့လိပ်စာပေါ့နော် စာလုံးက နေရလူတွေကလည်းစာလုံးကအင်္ဂလိပ်စာကိုဖြည့်လို့ရတယ်။အဲကိုယ့်ရဲ့ဒီအင်္ဂလိပ်စာအတိအကျပေါ့နော်။အဲကိုယ့်ရဲ့အဲ contact လေးစာအင်္ဂလိပ်စာအတိအကျကိုယ့်ရဲ့ဖုန်းနံပါတ်အဲ့ဒါတွေအကုန်လုံးဒီမှာအဲတကူချင်းဖြည့်ရမှာဖြစ်ပါဒီသုံးခုမှာမျှပြီးဖြည့်လိုက်ပေါ့နော်။ဒါကတော့ပြဿနာမရှိဘူး။ဒါကကျတော့ emergency contact ကကျတော့ကိုမဟုတ်တဲ့ကိုယ့်ရဲ့ဟိုကိုယ့်ရဲ့ဟို ကိုနဲ့ရင်းနှီးတဲ့သူပေါ့နော်ကိုဟိုဒါဒီအိမ်အောင်ရှိတဲ့လူဆိုကိုရဲ့အမျိုးသားအမျိုးသမီးပေါ့နော်အဲ့လိုမျိုးသူရဲ့ full name နဲ့သူရဲ့လိပ်စာအဲသူရဲ့ဖုန်းနံပါတ် relationship တော်ဆက်ပုံပေါ့နော်အဲ့ဒါကိုဒီမှာဖြည့်ပြရမယ်တကယ်ချင်းဆိုလဲတကယ်ချင်းပေါ့နော်အဲတခုဖြစ်ခဲ့တယ်ဆိုရင်သူကဒီကနေပြီးတော့ပြန်ဆက်သွင်းมาဖြစ်တဲ့အတွက်လေအဲနောက်တစ်ခါ occupation ရောကျွန်တော်ရဲ့အလုပ်ကံပေါ့နော်အလုပ်ကံနေအလုပ်ကံနဲ့ပတ်သက်တဲ့ information တွေပေါ့နော်အလုပ်မရှိတဲ့လူကြောက်လဲကျွန်တော်တို့ဒီတခြားအာသာလို retire လို့အဲ့လိုမျိုးဖြည့်လို့ရပါပေါ့နော်အဲအလုပ်ရှိတဲ့လူကြောက်လဲကျွန်တော်ဒီအလုပ်နဲ့ ပတ်သက်တဲ့ accelerate ဒီမှာယူပြီးတော့အဲကိုင်းကြီးအဲကိုရဲ့အလုပ်နဲ့ပတ်သက်တဲ့ information တွေ company name တွေပြီးတော့ကိုကဒီမှာဘာ position နဲ့လုပ်နေចောင်းသားစုနဲ့ចောင်းသားတို့ဘာတက်နေလဲပေါ့နော်အဲ့လိုမျိုး accelerate လေးတွေဒီမှာကိုရဲ့ company အိမ်လေးစာ company လိပ်စာလေးဖုန်းနံပါတ်လေးအဲ company ဖုန်းနံပါတ်ပေါ့နော်အဲ့လိုမျိုးလေးတွေဒီမှာသူကဖြည့်ပေးရမှာဖြစ်ပါတယ်တကူဆိုရင်သူတို့ဒီဆက်သွယ်လို့ရအောင်ပေါ့နော် ကျွန်တော်တို့ဒီနံပါတ်6မှာကြတော့ information about the trip နဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်ဖြည့်ရမယ်အဲဒီတော့ဒီနေရာမှာကျွန်တော်တို့ကဒီ purpose of entry မှာကကျွန်တော်ဘာအနေနဲ့သွားမှာလဲပေါ့နော်အဲ tourist အဲအလဲသွားမှာလားအမျိုးရိရှိသွားမှာလားအလုပ်လုပ်မှာလား business ကိစ္စလားပေါ့နော်အဲ့လိုမျိုးအကြောင်းအရာတွေကိုကျွန်တော်တို့ကဒီမှာဖြည့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီတော့ tourist အလဲသွားမယ်ဆိုလဲ tourist အနေနဲ့ပေါ့နော်ဒါကကြတော့ BNN နိုင်ငံကိုဝင်ရောက်မဲ့နေပေါ့နော်ဝင်ရောက်မဲ့နေကိုကျွန်တော်တို့ကဒီမှာဖြည့်ရမှာဒါကကြတော့ BNN နိုင်ငံမှာ နေမဲ့ရက်ပေါ့နော်အဲကိုကဒီရက်90ဗီဇာလျှောက်ထားတဲ့သူဆိုလဲဒီမှာရက်90ဖြည့်ရမှာပေါ့နော် ါမှမဟုတ်ကိုကဟိုဒါ85ရက်အတီးကြနေမယ်ဆိုလဲ85ရက်ပေါ့နော်ကိုလင်းလက်မဝယ်ထားတဲ့ date တိုင်းဒီမှာဖြည့်လို့ရတာပေါ့နော်ဒီနေရာမှာ BNN ဖုန်းနံပါတ်ကဒီဖုန်းနံပါတ်မဖြည့်လဲရတယ် BNN ဖုန်းနံပါတ်ကိုမှအဲရှိတယ်ကိုတငယ်ချင်းနံပါတ်ရှိတယ်ဆိုလဲသူ့နံပါတ်ဖြည့်ရင်ဖြည့်လဲပေါ့နော်ဒီကောင်မဖြည့်လဲရတယ်ကျွန်တော်6ပြီးတော့ကြတော့ BNN နဲ့နိုင်ငံရဲ့အဲဖုန်းနံပါတ်မရှိသေးတော့ဒီနေရာကို မဖြည့်ပဲနဲ့ထည့်လျှောက်လိုက်တာပေါ့နော်ရပါတယ်ဒီမှာလိမ့်စာတွေမှာကြတော့ဒီလိမ့်စာနေရာတွေမှာကြတော့ကျွန်တော်တို့ကဒီသွားမယ်ဆိုရင်ကျွန်တော် hotel booking လောက်အောင်ပါပဲလေအဲ hotel booking ဒီမှာတခုကောင်းတာကကျွန်တော်ဒီ BNN visa လျှောက်တဲ့အခါမှာဒီလေရင်လက်မှတ်တွေ hotel booking တွေတခုမှကျွန်တော်တို့အဲ့ document တွေ attach တွဲစရာမလိုဘူးပေါ့နော်ဒါပေမဲ့ ဒီ BNN လိမ့်စာနေရာမှာကျတော့ကျွန်တော်တို့ကကျတော့လိမ့်စာကျတော့ဒီ BNN မှာကိုကဟိုတယ်မှာတဲမှာဖြစ်တဲ့အတွက်ဟိုတယ်ကို booking လုပ်လိုက်ပြီဆိုတာနဲ့သူရဲ့ဒီလိမ့်စာရပြီလေအဲအဲ့လိမ့်စာအတိုင်းဝန်ဒီမှာအဲဆက်ဆက်ညီတဲ့ကိုက်ညီတဲ့ဟာလေးတွေအကုန်လုံးလိုက်ပြီးတော့ဖြည့်လိုက်အောင်ပဲပေါ့နော်အဲအဲ့ဒါဆိုရင်တော့ဒီ၃ခုကကျတော့ BNN အဲ့လိမ့်စာနဲ့ပတ်သက်တဲ့ဟာတွေဒီ hotel booking လုပ်လိုက်တာနဲ့လိမ့်စာပါပြီအဲ့လိမ့်စာမှာဆိုရင် အတူနဲ့ပတ်သက်တဲ့နာမည်တွေပါလာမအောင်နော်အဲ့ပါတဲ့ဟာလေးတွေ၊ကန့်ကြီးတဲ့ဟာလေးတွေရွေးပြီးတော့ဒီမှာတစ်ခုချင်းဖြည့်ရမှာလို့ရေးရတဲ့ဟာတွေလုတ်ပေးလိုက်ပြီဆိုရင်ရပါပြီအဲနောက်တစ်ခုကကြတော့ ဒါကကြောင့်ကျွန်တော်တို့ကအဲဘယ်လီစိတ်ကနေပြီးဘယ်ကနေဝင်လာမှာပြောနော်အဲဒီကုန်လန်းဝင်လာမှာလားကျွန်တော်ဒီ international ဒီတဲဘယ်လီစိတ်ကနေဝင်มาလဲတနန်းလီစိတ်ကလားအဲဘယ်ကနေဝင်လာမှာဆိုတော့ဟာကိုဒီမှာယူပြီးတော့ဖြည့်ပြရမှာဖြစ်ပါတယ်ဒါကကြောင့်ထွက်မှာပေါ့နော်ပြန်အပြန်ပြန်တဲ့ခါကျရင်ဘယ်ကနေပြန်มาလဲပေါ့နော်အဲ့ဒါကိုလည်းဒီမှာယူပြီးရမှာဖြစ်ပါတယ်အဲ့ဒါယူပြီးရွေးပြီးလို့အားလုံးပြီးသွားပြီဆိုဒီနေရာလေးကိုကျွန်တော်က tick ပေးလိုက်မယ်။အဲ tick ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီအောက်မှာ ပြီးတော့ကျွန်တော်တို့ဒီနေရာမှာ yes or no ဖြစ်ရမယ့်နေရာလေးတွေမှာကကျွန်တော်တို့သွားတဲ့သူကဒီ BNN နိုင်ငံမှာ ကျွန်တော်တို့ဒီ ို agency အဲ့လိုမျိုးပေါ့နော်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့သွားတာလားပေါ့နော်အဲ့အဲ့လိုမျိုးသွားတဲ့လူမျိုးဆိုလဲဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ yes ကိုပေးရမယ်ကိုကကိုယ့်အကူ individual ပဲသွားတယ်ဘာမှမဟုတ်ဘူးဆိုရင်တော့ no ပေါ့နော်အဲ့အဲ့လိုမျိုးဆိုရင်တော့ဒီနေရာမှာ yes ကိုရွေးတယ်ဆိုရင်ဒီနေရာမှာသူတို့နဲ့ပတ်သက်တဲ့ဒီအချက်လက်တွေဖြည့်ပေးရမှာပေါ့နော်အဲ့ကိုကကိုယ့်ဘက်ကိုယ်ပဲရှောက်ပြီးသွားဆိုရဲဆို no တခုပဲရွေးပါအဲ့လုံခဲ့တဲ့တစ်နှစ်အတွင်းကနောက်တစ်ခုကဒီ BNN ဝင်ခဲ့ဘူးလားပေါ့နော်မဝင်ဘူးဆိုရင်တော့ဒီနေရာမှာ no ့ဝင်ခဲ့ဘူးလေဆိုရင်တော့ yes တုတ်ပြီးတော့ဒီမှာအဲဝင်ခဲ့တဲ့ date တွေဘာတွေကိုဒီမှာပြန်ပြီးတော့ပြန်ဖြည့်ပေးရမှာဖြစ်ပါတယ်အဲနောက်တစ်ခုကကျတော့ဒီမှာ relative ပေါ့နော် BNN မှာအမျိုးရှိသလားပေါ့နော်အခု currently ပေါ့အခုလက်ရှိရှိနေတာ BNN နိုင်ငံမှာကိုယ့်ရဲ့အမျိုးရှိလားပေါ့ရှိရဆိုရင်တော့ဒီနေရာမှာ yes လုပ်ပြီးတော့သူ့ရဲ့အချက်လက်တွေကိုကျွန်တော်တို့ဒီနေရာမှာ ဖြည့်ပေးရမှာဖြစ်ပါတယ်အားဆိုရင်ကျွန်တော်တို့ရပါပြီရပြီးွားပြီဆိုရင်နံပါတ်9ကကျတော့ကျွန်တော်မိသားစုဝင်တွေအတွက်ပေါ့နော်အဲနံပါတ်တယောက်ထဲသမားတွေကကျတော့ဒီနံပါတ်9နဲ့ဘာမှမဆိုင်ဘူးပေါ့နော် ော်အဲအကဲကိုဟာမိသားစုနဲ့သွားမယ်ကိုရဲ့ကလေးက14နှစ်အောက်ပေါ့နော်14နှစ်နဲ့အဲငယ်တဲ့ကလေးတွေပါတယ်ပေါ့နော်အဲ့လိုမျိုးပါတယ်လို့ဆိုရင်ကိုကဗီဇာကိုဒီမှာတစုတဝေးတဲ့ကိုကရှောက်ထားလို့ရမှာဖြစ်ပါတယ်အဲအဲ့လိုမျိုးဆိုရင်ဒီနေရာမှာကိုကဟိုဒီအပေါင်းလေးနှိပ်ပြီးတော့သူ့ရဲ့အဆက်လက်တွေကိုဒီမှာဖြည့်ရမှာဖြစ်ပါတယ်အဲ့ဒါဆိုရင် ကျွန်တော်တို့ကဒါကတော့ကလေးရှိတဲ့သူတွေပေါ့နော်အဲ14နှစ်အထက်ဆိုရင်တော့ကိုယ့်ဘောင်ကိုတီးတန့်သူ့အတွက်လည်းတီးတန့်ပီဇာချောင်းအောင်မှာဖြစ်ပါတယ်ဒါကြောင့် tra ကျွန်တော်တို့ဒါကြောင့် insurer နဲ့ပတ်သက်တဲ့ဒီဟာပေါ့နော်ကျွန်တော်ဒါကြောင့် okay insurer နဲ့ဝယ်ထားတာတို့ဘာလို့ရှိရဆိုရင်တော့ဒီမှာဖြည့်ပါအဲမရှိရင်တော့ဘာမှဖြည့်စရာမလိုပါဘူးကျွန်တော်ကတော့ကျောင်းသင်ငယ်ချင်း shop ပေးလိုက်တာဒါတခုမှမဖြည့်ပါဘူးနော်ဘာမှမဝယ်ထားတာဖြစ်တဲ့အတွက်ပြီးရင်ဒီနေရာကို tick ပေးလိုက်မယ် tick ပေးပြီးွားကျွန်တော် next သွားမယ်ဆိုရင်ကျွန်တော်ကဒီမှာ review ပေါ့နော်ကျွန်တော် application form ကိုပြန်ပြီးတော့ကြည့်ရမှာ မှာဖြစ်ပါတယ်အဲ့ဒီအချိန်မှာမှားနေသေးတယ်ဆိုရင်ပြန်ပြီးတော့ပြင်လို့ရပါတယ်အဲ့ဒါပြီးသွားပြီဆိုကျွန်တော်ပေးမှတ်ပေးမှန်းနဲ့ပတ်စံဝင်ပြီးတော့ပေးလိုက်ပါမယ်။အဲစာလုံးကလူတွေဆိုရင်တော့လိုလွယ်ကူကူပဲကျွန်တော်လက်ရှိသုံးနေတဲ့ဒီ bank card information တွေနဲ့ကျွန်တော်တို့ဒီ visa card master card တွေနဲ့ကျွန်တော်တို့က payment ပေးလို့ရပါတယ်မြန်မာပြည်ကလူတွေလည်းအဲဗီဇာတွေဥသာမာစတာတွေကတ်တွေရှိတာဖြစ်တဲ့အတွက်အဲကတ်တွေကိုသုံးပြီးတော့ဒီပေးမန့်ပတ်စံငွေချေလို့ရပါတယ်အဲဒါသူသူမှသူတစင်တစင်ပတ်စံဖြတ်သွားမှာဖြစ်ပါတယ် US 25ဒေါ်လာပေါ့နော်ခုနကတော့မာတီဗယ်ဗီဇာရှောက်မယ်ဆိုရင်တော့ US 90နဲ့ညီမျှတယ်စင်ကာပူဒေါ်လာသုံးဖို့မြန်မာငွေဖြတ်သွားမှာပေါ့နော်အဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကရသွားပါပြီဒါဆိုရင်ကျွန်တော်ဗီဇာရှောက်လိုက်ပါပြီဗီဇာကိုကျွန်တော်ပတ်စံဖြတ်သွားပြီဆိုရင်ကျွန်တော်တို့ email တွေကိုဒီ ဝင်လာပါလိမ့်မယ်အဲ့ဒါလေးကိုကျွန်တော်ပြပါမယ် email တွေကိုဘယ်လိုဝင်လာမလဲဆိုတော့အဲ email တွေကို add email တွေကိုဒီလိုမျိုးဝင်လာပါလိမ့်မယ် email တွေကိုကျွန်တော်ဒါကျတော့ကျောင်းသင်ငယ်ချင်းအတွက်ကို shop ပြတာပြီးတော့ကျောင်းသင်ငယ်ချင်းနာမည်နဲ့ဒီမှာပါတယ်ပြီးတော့ကျွန်တော်ရဲ့ဒီ visa လျှောက်ထားတဲ့ ID number ပေါ့နော်ဒီ ID number နဲ့ဒီ website မှာပြန်ပြီးတော့အဲဆက်ရမှာဖြစ်ပါတယ်ပြီးတော့ visa လျှောက်ရတဲ့ visa လျှောက်တဲ့လူရဲ့ data အချက်လက်တွေပေါ့နော်ဒီတော့နောက်တစ်ခါကျတော့ဒီမှာအဲကိုယ့်ရဲ့ email လိပ်စာကိုကုနာတော့တုံထားတဲ့ email လိပ်စာဒီမှာပေါ်နေလိမ့်မယ်ပေးဒီမှာ password သူပေးလိမ့်မယ်အဲ့ဒါဆိုရင်သူပေးတဲ့ဒီမှာ link လေးတွေသူဒီမှာပေးလိမ့်မယ် i link လေးတွေတဲ့ကိုကျွန်တော်ကဝင်ဝင်ပြီးသွားပြီဆိုရင်သူကိုယ့်ရဲ့ email လိပ်စာနဲ့အဲသူပေးတဲ့ passport နဲ့ဝင်လိုက်တယ်ဆိုရင်ကျွန်တော်တို့ကအဲမလေးရှား visa လျှောက်တလို့ပဲ account ဖြစ်သွားပြီပေါ့နော် auto account ဖြစ်ပြီးတော့ဒီကိုယ့်ရဲ့ VN visa ရဲ့ process ကိုဝင်ကြည့်လို့ရပါတယ်3ရက်ကနေ4ရက်တွင် visa approve ဖြစ်ပါတယ် ဒါဆိုရင်တော့ကျွန်တော်ဗီဇာလျှောက်တာကတော့လွယ်လွယ်ကူကူလေးနဲ့ဒီရက်60ဗီဇာကိုဟိုကျွန်တော်တို့လျှောက်လို့ရပြီပေါ့နော်အဲ့ဒါဆိုရင်တော့ဒါဆိုရပါပြီဒါဆိုရင်ကျွန်တော်တို့ကဟိုရက်30မကနေမဲ့သူတွေအတွက်ဆိုရင်တော့ဒီလိုမျိုးရက်60ဗီဇာလျှောက်သွားရဲဆိုရင်တော့ BNN မှာကျွန်တော်တို့ဒီဟိုရက် 90ပေါ့နော်အဲ AA စီစဉ်နေလို့ရပါပြီဒါ multiple visa နဲ့အဲ single visa ကတော့ကျွန်တော်ခုနရှင်းပြတဲ့အတိုင်းပေါ့နော်အဲကိုဘယ်ကောင်ကိုလုတ်လုတ်ရှင်နေဆိုတဲ့ဟာကိုကိုယ့်ဘက်ကိုစဉ်းစားပြီးတော့လုတ်သွားလို့ရပါတယ်ဒါဆိုရင်တော့ visa ကအဲ3 4ရက်နေတယ်ဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့ဒီ email လေးပို့တယ်ပြီးတော့ကိုယ့်ဘက်ကိုစစ်ကြည့်လို့လည်းရပါတယ်ဒါဆိုရင်တော့အဲနားလည်ပြီးလို့ထင်ပါတယ်